ကုမ္ပဏီတစ်ခုမှာကောင်လေးနဲ့ကောင်မလေးတို့ဟာအချိန်ကြာမြင့်စွာအတူတူလှုပ်လှုပ်ကင်လာကြပေမဲ့တယောက်နဲ့တယောက်ကိုတော့အခုချိန်ထိမသိသေးပါဘူး။တနေ့မှာတော့ဟိုငါတို့အလောက်တူတူလှုပ်လာတာလဲကြာပြီ။အခုချိန်ထိမင်းနဲ့လည်းမသိရသေးဘူး။အဲတော့ဟိုအမှန်ပြောရရင်လေကိုကိုမင်းရဲ့ချက်သူဖြစ်ချင်တယ်။ဟမ်ဒါရှင်ကျမကိုစနေရလား။ကိုတကယ်ပြောတာပါ။ဘလို့ပြန်ပြောရင်ကောင်းမလဲ။ မြင်မြန်သာဖြေပေးပါအာရတယ်လေကျမရဲ့နှလုံးသားကိုရှင့်စီပုံအပ်ထားပါမယ်ရှင်အခုတော့ချက်သူရပြီကွာရှင်ကျမကိုခိုးချစ်လာတာကြပြီမှလားအင်းလေပြောမှမပြောရဲတာကျမလည်းရှင်ကိုချစ်ပါတယ်ရှင်တကယ်ပြောရလားကဲအလွတ်လောက်တော့ဟုတ်ကဲ့အဲ့ဒီနောက်တော့သူတို့နှစ်ယောက်လည်းချစ်သူတွေဖြစ်သွားကြပြီးအတူတူရှောက်လဲကြပါတယ်။နှစ်ယောက်အတူတူနေလာပြန်တော့လဲ ကိုထူအားအိမ်မုတ်ကိစ္စတွေကုန်လောက်ပေးပြီးကောင်မလေးကိုချက်လွန်းလို့ဘာမှမလောက်ခိုင်းပါဘူးကိုချက်သူလေးကအရင်ကိုချက်ဖို့ကောင်းတာပဲမင်းကိုချက်သူဖြစ်ခွင့်ရလိုက်တာကိုတကယ်ကံကောင်းတာပဲချောကလည်းဒီလောက်ကယူဆိုင်ပေးတတ်တဲ့လူနဲ့တခါမှမဆုံးဘူးကျေးဇူးပါပဲနော်ကိုရှေးကျွန်တော်အရင်ကံကောင်းတယ်ရှေးရေးအာအာဘာဖြစ်သွားလဲကိုရဲ့ဟိုကိုအရင်ပျော်သွားလို့ပါ ဒီလိုချစ်ချစ်ခင်ခင်နဲ့တယောက်ကိုတယောက်ချစ်လာရင်၃နှစ်လောက်ကြာသွားတော့ကိုထူကအလုတ်ကိုစိတ်ဝင်စားတော့တယ်လို့သူ့ချစ်သူကိုလည်းကယူမဆိုင်တော့ဘူးတနေ့တနေ့ကင်းဘက်ထိုင်ထုနေပါတယ်ကိုချောင်းအောင် ကောင်းလက်ဖြီးပေးပါအောင်လက်ပါတာပဲကိုကကိုဖြီးလေကိုရှိနေရပဲကိုပဲဖြီးပေးပေါ့ဒီမှာဂိမ်းစော့နေရလေမမြန်တော့ကိုချောင်းစိတ်တူတော့မယ်ငါဒီမှာဂိမ်းစော့နေတယ်လို့ပြောနေတယ်လေကိုဘာလို့ဂိမ်းနဲ့ကိုအဲ့လောက်ထိစိတ်နစ်နေရလဲ ချောင်းအောင်တောင်ကိူးမဆိုင်တော့ဘူးရပါတယ်လေချောကွာကိုလှုပ်လိုက်ပါမယ်အစတည်းကကိုဟါကိုလှုပ်ရင်ပြီးနေပြီပြင်းဖို့ကောင်းလိုက်တာ အလုတ်ကလည်းဒါပဲလှုပ်နေရတာကိုကအလုတ်တက်ထက်လှုပ်ချင်သေးရလားဒီမှာအားလုံးပဲနားထောင်ကြဒီနေ့အလုတ်သေးကိုအစ်တတယောက်ဝင်လာတယ်သူ့နာမည်ကတော့စပယ်ပါရှင် ခရီးတဲ့စပယ်ပါဆိုအားလုံးပဲမင်္ဂလာမနက်ခဲမှာတွေ့ရတာဝမ်းသာပါတယ်တွေ့ရတာဝမ်းသာပါတယ်ဟဲဘသူရဲ့တမိလဲကွာတလောက်တောင်ချောနေအားကိုဘာရကြည့်နေလဲချောလို့အာမဟုတ်ပါဘူးရှားတိဥဒ္ဓတာယာလို့ပါကွာကျမမသိစေနဲ့နော် ဘာလို့တလောက်တောင်ဆင်းဖို့ခက်နေရလဲအမလီအခုမှပဲစိတ်ထဲပေါ့သွားတော့တယ်ကုညီပါအောင်ကုညီပါအောင်ဘေးမှာလူရှိလိုက်တီရှူလေးပေးပါအောင်ဘိုင်းကောင်းကောင်းမကြားရဘူးဟိုတီရှူကုန်သွားလို့ပါအမလီတီရှူဟုတ်လားဟုတ်ပါတယ်ဆိုဒုက္ခပါပဲရောမင်းမြန်ရှူကျေးဇူးပါပဲရှင်။ အမလေးလာကြည့်တာတော့တော်တော်လန့်နေပြီအာပွားပါပေးသွားတော့ချက်သိမ်းမှထရဲဟာကောင်မလေးကကိုထူးကိုအာပွားတွေပါပေးသွားတော့ကိုထူးတယောက်အေးပြောကြလို့မတက်ပါပဲတအားပြင်အပြန်လဲမှလည်းသူ့ကိုအထာတွေလာပေးသွားပါသေးတယ်ညကျရင်ဖုန်းဆက်ခဲ့နော်ဖုန်းမှာဆက်ခိုင်းနေပြီဟာဘလို့လာတွေ့ရမယ်ဟုတ်လားရတာပေါ့ဘယ်နာလေးသွားတွေ့ရမလဲ ကိုကဘသူနဲ့ပြောနေရလဲဟာ Okay okay ခဏနဲ့ရောက်စေရမယ်ကိုဘသူနဲ့ဖုန်းပြောနေရလဲအော်ကိုကိုကိုတငယ်ချင်းတွေနဲ့ပါဒီနေ့ကိစ္စရှိလို့တဲ့ဖုန်းဆက်လာတာဒီအချိန်ကြီးဘာလုပ်လဲဒီနေ့ကနားရက်လေနည်းနည်းပါးပါးပါငွေချင်းတွေးဆောင်ပွဲလေးရှိလို့ဒီညနည်းနည်းနောက်ကြမယ်နော် နောက်ကြမယ်ဆိုတော့ဘယ်တော်မလို့လဲကိုရဲ့တခါတလေလေးပါချုံးရလဲကိုတအားလဲနောက်မကြပါဘူးပြီးသွားရင်ကောင်းမှမလားဟုတ်ပြီလေစေနိုင်မကြော်စေနဲ့နော်အချိန်မီအောင်လာရမယ်โอเคဟာအခုတော့သွားရပြီဟာချောကတော့သူ့ချစ်သူယုံကြည်ပြီးလွတ်လိုက်တာ သူ့နောက်ွယ်မှာတခြားတယောက်ရှိနေတာကိုတော့မသိရှာပါဘူးလာတော့လေ လာမှာပေါ့တီထီတောင်ရောက်လာပြီပဲလာပါဘေးမှာလာနေပါအောင်ကိုကဒါမျိုးစုတိတ်ကြိုက်တာကွာအမေရုပ်ချောတဲ့ပြင်စကားချွတ်ချွတ်လဲပြောတတ်သေးရဲ့ပေါ့ဒါဆိုကိုလာပြီနော်ဒီလိုနဲ့ကိုထူးနဲ့စပယ်တို့ကတော့ချစ်ချင်နူးနေခဲ့ပါတယ်အိမ်မှာကြံခဲ့တဲ့ဇနီးသူဘလို့ဖြစ်မလဲဆိုတာတောင်ထည့်ပြီးမတွေးခဲ့ပါဘူးချောကကိုထူးကိုထိုင်ဆောင်ရင် ညာနဲ့တာတောင်ပြန်ရောက်မလာသေးတော့စိတ်ပူနေရှာပါတယ်။ဟင်းဆယ်နာတောင်ရှိပြီ။ကိုကဘာလို့ပြန်မလာသေးရလဲ။ဘာလို့ဖုန်းမကင်တာလဲဟာ။ဘာများဖြစ်နေရလဲ။ဖုန်းလည်းမကင်ဘူး။ဘာလို့ဖုန်းမကင်တာလဲဟာ။ဘာသူ့တငယ်ချင်းကိုဆက်ကြည့်အောင်မပဲ။ဟယ်လို။ဟုတ်ကဲ့ကိုကိုထူအဲ့ဒီမှာရှိလားယင်။ तू ဖုန်းမကင်လို့မလာပါဘူး။ तू ငှက်စီမလာတာ၃နှစ်လောက်တောင်ရှိတော့မယ်။ ဘာကိစ္စရှိလို့လဲ။ तू ပြောတော့အကုတ်စီသွားမလို့ဆို။ तू အဲ့ဒီကိုမသွားအောင်လား။ဒါဆိုရင်တော့ तू နင့်ကိုလိန်နေတာပဲနေမှာ။ तू မလာဘူး။ချောကတော့အလိန်ခံရတဲ့အတွက်ငိုကြွေးနေပါတယ်။ကိုထူကတော့ဆယ်နိုင်ပြန်လာခိုင်းတာကိုမိုးလင်းခါနေမှပြန်ရောက်လာခဲ့ပါတယ်။ तू အိပ်ပျော်နေပါစေ။ ဟင်ခါရညဆိုဒီနားတွေမီးမပိတ်ပါဘူးဒီညထူးထူးဆန်းဆန်းမီးတွေပါတွေပိတ်ထားလို့ပါလားသူခုချိန်ဒီစောင့်နေတုံးလို့မပြောနဲ့နော်မရှိပါဘူးဟာတော်ပါသေးတယ်ရှင်ပေကနေပြန်လာလေပြောကိုတငယ်ချင်းစီသွားလာတာလေအဲ့ဒါကားတွေပိတ်နေလို့နည်းနည်းနောက်ကျသွားတာပါဟွန်းရှင်အဲ့ဒီကိုမသွားဘူးတဲ့ရှင်ကျမောက်လိမ့်နေ ရှင်ပဲသွားလာတာလဲဆိုတာကျမပြင်းပြပြောဟိုဟိုလေရှင်ပါလို့ကျမကိုလိန်တာလဲကျမရှင်ပေါ်မကောင်းလို့လားကျမရှင်အတွက်တန်ဖိုးမရှိတော့လားပြောအေးသိရင်လည်းပြီးတာပဲငါငတ်ကောင်မလေးစီသွားလာတာဟုတ်ပြီလားဟင်ငါမင်းလိုမင်းကလေးနဲ့နေရတာတော်တော်စိတ်ကုန်နေပြီစိတ်ကုန်နေစိတ်ကုန်နေမင်းသိရလားဒီနေ့အစပြီးမင်းငါနဲ့မနေနဲ့တော့မင်းထွက်သွားတော့ဟင်မဟုတ်ဘူးမဟုတ်ဘူး ကျမပါမှားလို့လည်းပြောပါအောင်ကိုရဲ့မသိဘူးကွာအေးငါသိရတော့ငါမင်းကိုလုံးဝစိတ်ဝင်စားတော့ဘူးမင်းငါနားမှာလည်းတွေ့ကက်မနေနဲ့တော့သွားချင်နေနေသွားချောပေါ့အဲ့လိုမရက်ဆက်ပါနဲ့ကိုရဲ့ချောတောင်းမှန်ပါရဲ့နော်ငါ့ကိုလွတ်မလွတ်ဘူးလွတ်ဟွန်းလွတ်လို့ငါပြောနေတယ်လေမလွတ်ဘူးသူ့ယောက်ျားကသူ့ပေါ်အဲ့လိုလှုပ်တဲ့အတွက်သူတော်တော်ဝမ်းနည်းနေပါတယ် ဘာကြောင့်သူ့ရိုက်နေတာလဲဆိုပြီးငိုနေတာပေါ့ကိုထူးပဲချိန်သူ့ပြန်လာရှာမလဲဆိုပြီးမျောလင်းစောင့်စားနေခဲ့ပါတယ်ကိုပဲချိန်လာမှလဲရင်ချောကိုစောင့်နေမယ်နော်ကိုထူးကတော့သူ့ကောင်မလေးအစ်စ်နဲ့ပဲလာပြီးတော့ပြောမွေ့နေပါတယ်သူ့ရှင်ရေချိုးလို့မပြီးသေးဘူးလားပြီးပါပြီဗျာလာလေးတာဆိုโอเคလာပြီနော် နှစ်နှစ်တာကြာခဲ့တာတောင်မှချောကတော့သူ့ယောက်ျားပြန်လာမယ့်နေ့ကိုစောင့်မျှော်နေဆဲပါပဲသူပြန်လာတော့ချောလည်းထွက်သွားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်နင်တီးကနေထွက်သွားတဲ့မင်းချောနင်ဘလောက်ပဲသူ့ကိုဆောင်းဆောင်းသူပြန်လာတော့မှမဟုတ်ဘူးဒီလိုနဲ့ချောလည်းအထုတ်လေးရှုပြီးအိမ်ကနေထွက်သွားလိုက်ပါတယ်စပယ်ရှင်ကိုရော ကိုတို့ကလေးလေးရလာရင်နာမည်ပါပေးရင်ကောင်းမလဲ။음။ယောက်ျားလေးဆိုရင်ထူးဆန်။မိန်းကလေးဆိုရင်ရောထူးစပယ်ပေါ့။အမေငါကောင်မလေးကနာမည်ပေးတတ်တာပဲ။ကိုကတော့ကလေးမြမြန်ရချင်နေပြီ။ဟင်ကိုပကျော်စပယ်ငင်ပြောတော့အလုတ်သွားရှာမယ်။ငါတို့ကလေးအတွက်ဆိုဒီကောင်ဘသူလဲပြောနှစ်ယောက်ကြားလား။ तू ကဘသူလဲစပယ်။ဒါစပယ်ရဲ့ယောက်ျားကိုပကျော်ပါ။ ဟင်စပယ်မင်းမယောက်ျားရှိပြီဟုတ်လားစပယ်ကလေးကိုချက်တယ်ဆိုရင်တခါရက်ပြန်လိုက်ခဲ့ဟုတ်ကဲ့မင်းငါမိမအောင်နောက်တစ်ခါလာမပတ်တတ်နဲ့ငါသူများမိမနဲ့ပတ်သက်မိရမဟုတ်ဘူးကိုထူလဲသူများမရအောင်သွားပတ်သက်မီလို့နောင်ကြရရနေပါတယ်။သူနဲ့စပယ်ပျော်မြူးနေတဲ့အချိန်မှာသူ့ယောက်ျားကပြန်လာခေါ်သွားပါတယ်။ အဲ့ဒီတော့မှချောကိုတတိယသွားပါတယ်ချောကအိမ်မှာရှိနေသေးတယ်ဆိုတဲ့စိတ်နဲ့အိမ်ပြန်လာခဲ့တာသူအိမ်ရောက်တော့ချောကိုမတွေ့ရတော့ပါဘူးချောရင်ချော ကိုပြန်လာပြီချောရင်ချောချောရဲ့ကိုအမားကိုသိပါပြီကိုမားပါတယ်ချောရဲ့အိတ်ညာပြောနေလားဟင်သူအိတ်ခန်းကိုလာဖွင့်ကြည့်တာချောမတွေ့တော့မှာ သူ့နားမှာချောမရှိတော့မှန်းတိသွားပါတယ်။ချောမရှိတော့ဘူး။ငတုံးငတုံးကောင်ကောင်းတဲ့လူပေးမှရှိတာတောင်မှတန်ဖို့ထားကောင်းမှမသိရကောင်။အခုချိန်မှာသူ့နောင်တရရနေလဲချောကအနားမှာရှိမနေတော့ဘာမှမထူတော့ပါဘူး။ချောကိုကမင်းနဲ့မတွေ့ရတော့ဘူးလို့ထင်နေတာ။ကိုကိုတောင်းမှန်ပါတယ်ချောရဲ့။ကိုနဲ့ပြန်လိုက်ခဲ့ပါနော်။ကိုမင်းကိုပျော်ရွှင်အောင်ထားမယ်။ စိတ်ထိခိုက်အောင်ချက်ပြီးမလုပ်တော့ပါဘူးနော်။ချစ်လေးရေလောင်းတာမပြီးသေးဘူးလား။အေးတော့မယ်။ပြီးတော့မှာပါကိုရဲ့။ဂျာနဲ့ तू ကဘာသူလဲချစ်လေး။အော်မိတ်ဆွေဟောင်းမှာကိုရဲ့။အော်တွေ့ရတာဝမ်းသာပါတယ်။ဟုတ်ကဲ့ပါ။ကိစ္စမရှိတော့ရင်ပြန်လိုက်တော့နော်။ဟုတ်ကဲ့။ချောမှာချစ်သူတည်ရှိနေပြီမို့။သူလည်းဝမ်းနဲ့စွာနဲ့အိမ်ပြန်သွားခဲ့ပါတယ်။ ချောကငါထက်ချိရမဲ့လူနဲ့တွေ့သွားပြီငါမှဘသူမှမရှိတော့ဘူးသူလှုပ်ခဲ့တဲ့လူမျိုးချောကလှုပ်သွားတော့သူ့မှာဝမ်းနဲ့ပက်လက်နဲ့ကြံခဲ့ပါတယ်ဘာဖြစ်လာလဲကိုဝမ်းနေတယ်ဝမ်းနေတယ်ဝမ်းနေတယ်ဘာမှမဟုတ်ပါဘူးဘဝဆိုတာဒီလိုပဲဖြစ်ပြီးခဲ့တာတွေလည်းပြီးပါစေတော့ပြန်စူးစမ်းကြည့်ပါဟုတ်တယ် လူဆိုတာလဲပင်ပြန်ထနိုင်ရမယ်။ငါလည်းဘဝကိုအစ်စ်ကနေပြန်စားရမယ်။အခုချိန်ကစပြီးငါပတ်စံစူးစမ်းပြီးရှာမယ်။အားပေးနေပါရဲ့ကွာစူးစမ်းထား။ဒီလုံနဲ့ကိုထူးလဲအလောက်ကိုပြန်လဲစူးစမ်းလောက်ကန်လာရင်ဒီနေ့မှတော့အိမ်ပြန်လာရင်ကာမလေးတယောက်နဲ့ချစ်ကြိုက်သွားကနှစ်ယောက်တဘဝထူထောင်ရင်စားလိုက်နောက်လိုက်နဲ့ချစ်ချစ်ခင်ခင်အတူတူနေထိုင်လာပါရဲ့။နောက်ပိုင်းမှာကိုထူးနဲ့ချောတို့လဲမိတ်ဆွေကောင်းတွေဖြစ်သွားကြပါရဲ့။ဟင်ကိုထူး ချော့မှုန့်လာစားတာလားဟုတ်တယ်အတူတူထိုင်စားရအောင်လေโอเคမတွေ့ရကြရင်နော်ကိုနေရချောစီရအဘိစကားကြပြီးတီလိုဖြစ်လာအောင်မင်းတို့ကြိုးစားလာရတာကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်လို့ပြောသားပဲဟိဟိကျမတီတီနေနိုင်လာတာလေကျမချစ်သူကြောင့်မချောကကံကောင်းပါတယ်ဟိဟိ ဟင်းကျမတီထေနေနိုင်လာတာလဲကျမချက်သူကြောင့်ပါ။တာနဲ့သူတို့ရောဟုတ်တာပဲ။ဟင်းဟာလူလောကမှာအချစ်ဆိုတာမိဘစီအရွယ်လို့စစ်မှန်သိရဲ့လားသူတို့နှစ်ယောက်လည်းရှင်နာနာနဲ့ဆိုင်ထက်ထွက်လာခဲ့ပါတယ် ဘာလို့ဒီလောက်တောင်မှကန်ဆိုးနေရတာလဲဟုတ်ပါကွာကျမရဲ့နောက်ကျောကိုဘာလို့ဓာတ်နဲ့ထိုးချင်ကြတာလဲထားလိုက်ပါတော့ချောရဲ့ကိုနဲ့ပြန်လိုက်ခဲ့နော်ဟုတ်ကဲ့ကိုသူတို့နှစ်ယောက်လည်းဘဝသက်ကိုပြန်လည်ထူထောင်ကကလေးနှစ်ယောက်ရလာပြီးသစ္စာရှိရှိအတူတူနေထိုင်သွားကြပါတော့တယ်